ရိုနယ်ဒိုရဲ့946ခုမြောက်သွန်းကုန်းတဲ့အတူချန်ပီယံကြီးဆုံးပြသခဲ့တဲ့အင်နာစာအလုံးမင်္ဂလာပါအသက်40ရွယ်ကစားသမားကြီးခရစ်စတီယာနိုရိုနယ်ဒိုကတော့ညကဆော်ရီလီပွဲစဉ်မှာကစားသမားဘုရား946ခုမြောက်သွန်းကုန်းကိုသူ့ယူသွားခဲ့ပါပြီ အသက်အရွယ်ဆိုတာဂိမ်းရင်းနဲ့တစ်ခုသာဖြစ်ကြောင်းဒီကစားသမားကြီးကတသက်ပြနေလို့ဆိုရမှာဖြစ်ပြီးညကပွဲစဉ်မှာလည်းအကောင်းဆုံးခြေစွမ်းပြကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီဆိုရင်ဒီပွဲစဉ်မှာအင်နာဇာတို့ကအဓိကပြိုင်ပွဲဖြစ်တဲ့အေးအိန္ဒိယအသင်းကိုဝေးဖို့မှာသွားရောက်ရှင်းပြကစားခဲ့ရပြီးတူးစည်းဆိုတဲ့ရလနဲ့နိုင်ရရှိခဲ့တာပါအင်နာဇာတို့တို့ကနိုင်ကိုတွေကိုတော့ဇာရီယိုမာရင်းနဲ့ရော်နယ်ဒိုတို့ကသူ့ယူပေးသွားခဲ့ပြီးလေးဝဲကစားလေးဝဲနိုင်ဆိုတဲ့ရလနဲ့ချန်ပီယံခြေစွမ်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ် ဒီဘက်စမှာအင်နာဇာတို့ကတိုက်စစ်ပိုင်းမှာရော်လဒိုဥဆောင်လာခဲ့ပြီးဂျာိုဖီလီမာနီကိုမန်တို့နဲ့အတူလေးလေးနဲ့ပုံစံပွဲထွက်လာခဲ့တာဖြစ်ပါတယ်။အဲအီဒီယားတို့ဘက်မှာတော့ဘင်ဇီမာဒီယာဘီတို့ကအသင်းကိုဥဆောင်လာခဲ့ပြီးအင်နာဇာကိုရင်ဆိုင်လာခဲ့တာပါ။ပွဲစားပိုင်းမှာလည်းဆော်ရီဒိတ်သီးနှစ်သင်းဖြစ်တာနဲ့ညီပွဲကမြိုင်နေခဲ့ပြီးပွဲချိန်9မိနစ်ရောက်မှာပဲကိုမဲရဲ့ကွက်မြင့်မြင့်ဖန်တီးမှုကနေမာနီကရေမကြကန်ခြင်းနဲ့အင်နာဇာတို့အတွက်ဥဆောင်ကုတ်ကိုသွေးယူပေးသွားခဲ့တာပါ။ အဲ့တော့အဲ့ ED ရဲ့အသေးလေးနဲ့တိုက်စစ်ဆင်မှုတွေပြုလုပ်လာခဲ့ပေမဲ့ဒီရောက်တဲ့တိုက်စစ်ဆင်မှုတွေတော့မရှိခဲ့ပဲ။ဝက်ချိန်35မိနစ်ရောက်မှတော့ဇာဒီယိုမာနီရဲ့ဖန်တီးမှုကနေရော်နယ်ဒိုကကောင်းတဲ့အဆုံးသက်သွားခဲ့ပြီးအနိုင်သေးချာစီမဲ့ဒုတိယမြောက်ကိုကိုသူယူသွားနိုင်ခဲ့တယ်လို့ကစားသမားဘုက946ခုမြောက်သူ့ကိုကိုလည်းသူယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာတော့အင်နာဇာအသင်းကပဲနိုင်ရလက်ကိုကွန်ဆုံဒင်းကစားသွားခဲ့ပြီးအဝေးခွန်းမှာအဲ့ ED ရဲ့အသင်းကိုအနိုင်ယူကအမဘေးစီးယားရဲ့အဆင့်တက်နေရာကနေဆက်လက်ရည်တည်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။